အားလုံးပဲမင်္ဂလာပါဖျားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့မျိုးစေးနိယာမနဲ့သာဝရကာလတို့တွားခြင်းအကြောင်းကျမ်းချက်များဖြင့်လေ့လာကြရမှာဖြစ်ပါတယ်မျိုးစေးနိယာမနဲ့သာဝရကာလတို့တွားခြင်းကိုပေါင်းဆက်တဲ့တပည့်ပညာရှိတော်မှာအလွန်ထ ිය ောက်ပြီးတော့လူသားတွေရဲ့လက်ရှိလှုပ်ဆောင်ချက်နဲ့သာဝရအကျိုးဆက်ကိုတိုက်ရိုက်ချိတ်ဆက်ပေးနိုင်ပါတယ်ဒါကြောင့်ဒေသနာကျမ်းရဲ့ယာယီဖြစ်ခြင်းနဲ့ ခရိယံဘွားရဲ့ထာဝရဒီမြဲခြင်းကိုကောင်းစွာနှိုင်းယှဉ်ပြတတ်တဲ့နိဒမ်ပဲဖြစ်တယ်။ဒါကြောင့်ကြမ်းကြက်များနဲ့ဝိညာဉ်ရအကျိုးဆက်များနဲ့ပေါင်းဆက်ပြီးတော့အောက်ပါတိုင်းပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။မျိုးစေ့နိယာမဤဘဝမှထာဝရကာလတို့လို့ဆိုတဲ့အချက်ကိုနားလည်နိုင်ဖို့အတွက်နံပါတ်1ပြဿနာဖြစ်နေတဲ့တဘာဝနိယာမအတိုင်းအပူမျိုးစေ့စိုက်ပျိုးခြင်းနံပါတ်2ဖြည့်ချင်းချက်အနေနဲ့ မတေခင်ရွေးချယ်ရမယ့်မျိုးစစ်နှမျိုးနံပါတ်3အေးဝင်ဂီလိတိုက်တွန်းချက်အဖြစ်ယခုပဲရွေးချယ်လိုက်ပါဆိုတဲ့အချက်တွေကိုနားလည်နိုင်ဖို့လေ့လာကြမှာဖြစ်ပါတယ်။ဒါကြောင့်နံပါတ်1ပြဿနာဖြစ်နေတဲ့တဘာဝနိယာမအတိုင်းအပူမျိုးစစ်စိုက်ဖြိုးခြင်းအကြောင်းကိုလေ့လာတဲ့အခါမှာဂလာတိ6ခွန်နဲ့8မှာလူသည်မိသည့်အရာကိုစိုက်သည့်ဖြစ်စေထိုအရာကိုပြင်ရိတ်သိမ်းရလိမ့်မည်။ မိမိဇာတိပဂတိတဘာဝလူဘဝအတွက်စိုက်ပျိုးသောသူသည်ဇာတိပဂတိမှပျက်စီးခြင်းကိုရိတ်သိမ်းရလိမ့်မည်လို့ဖော်ပြချက်ကိုတွေ့ရမှာဖြစ်ပါတယ်။ဒေသနာ၁၂၅ဤဖော်ပြချက်ရာလူသည်ခဏတာကာလတွင်အပူမျိုးစစ်ဝန်းနေခြင်းများကို စိုက်ပျိုးနေသည်ဒေသနာကျမ်းမှာပါနေတဲ့အတ္တဆန်တဲ့လှုပ်ဆောင်မှုများဖြစ်တဲ့ဖိနေမှုများအချီးနှီးကြိုးပမ်းမှုများမှာပါဝင်တာဖြစ်ပါတယ်။ဒါကြောင့်ဝိညာဉ်ရေးအကျိုးဆက်နေတဲ့ ။တဘာဝနိမနိယာမအရာသာရကာလသို့ရောက်သောအခါထိုအပူမျိုးစစ်များသည်အပူပင်ဖြစ်သာရပျက်စီးခြင်းဖျားသခင်နှင့် ကင်းကွာခြင်းအဖြစ်ပေါရောက်လာပြီးသာရဘွားတွင်ဝန်းနေခြင်းနှင့် အပူဒဏ်ကိုရိတ်သိမ်းရလိမ့်မည်ဆိုတဲ့အကြောင်းကိုပေါ်ပြနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကောင်းစဉ်ကြီးနှစ်အနေနဲ့ဖြည့်ရှင်းချက်ကိုလူဒီလိုအပ်နေပါတယ်။ဒါကြောင့်မသေးခင်ရွေးချယ်ရမယ်မျိုးစစ်နှမျိုးချက်ကိုဆက်လက်လေ့လာရမှာဖြစ်တယ်။ လူသားတိုင်းဟာသာရနေရာတို့မသွားမီဤလောကတွင် မျိုးစိနှမျိုးထဲမှတစ်ခုကိုရွေးချယ်စိုက်ပျိုးနေကြတယ်လို့ဖော်ပြနေခြင်းဖြစ်ပါတယ်။ဒီเจ้าရာကိုနားလည်ဖို့နှစ်ကကြီးပရမမျိုးစိဇာတိပဂတိမျိုးစိဖြစ်တဲ့အပူမျိုးစိရဲ့နှစ်ခါကွေးဒုရယာမျိုးစိဖြစ်တဲ့ဝိညာဉ်တော်မျိုးစိအဖြစ်အသက်မျိုးစိဆိုတဲ့အကြောင်းတွေကိုလေ့လာရမှာဖြစ်ပါတယ်။ဒါကြောင့်နှစ်ကကြီးပရမမျိုးစိ ဇာတိပဂရိမျိုးစစ်အပူမျိုးစစ်အကြောင်းကိုကြည့်တဲ့အခါမှာကိုကိုကိုအားကိုးခြင်းလူသား၏အကြံအစီတိုင်းဆက်သွွားခြင်းဟာတုတ်တန်1621မှာဖော်ပြသလိုပဲအတ္တနှင့်လောဘဖြင့်အသက်ရှင်ခြင်းသာဖြစ်တယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ပျက်စီးခြင်းနဲ့သာဝရငိုကြွေးခြင်းသာဝရမိရိုက်ဖြစ်တဲ့ဒုတိယတည်ခြင်းမှာလူဟာမလွဲမသွေရောက်ရမယ်လို့ဟောပြနေခြင်းဖြစ်ပါတယ်။အဲကြောင့်နှစ်ခါကွေးဒုတိယမျိုးစစ်ဖြစ်တဲ့ ဝိညာဉ်တော်မျိုးစစ်ဖြစ်တဲ့အသက်မျိုးစစ်ကိုစိုက်ပျိုးဖို့ရန်လိုအပ်ပါတယ်။ယေရှုခရစ်ကိုယုံကြည်ခြင်းဝိညာဉ်ရာဤအစအရာရာကိုဖျားသခင်၌ဆက်ကပ်အနံခြင်းတုတ်တန်16300ရာဖျားသခင်ဤနှုတ်ပတ်တော်မြေမတ်တိုင်ကိုနာခံခြင်းသည်သာဝရအသက်သာဝရဝမ်းမြောက်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်တဲ့ခါနန်ပြည်ကောင်းကင်အိမ်တော်ကိုရရှိမယ်ဆိုတဲ့အကြောင်းကိုဖော်ပြနေခြင်းဖြစ်ပါတယ်။ ။ဒါကြောင့်ကောင်းစဉ်ကြီးတော့အနေနဲ့အေးဝင်ကလေးတိုက်တွန်းချက်ဖြင့်လိုအပ်နေသောလူသည်ယခုပင်ရွေးချယ်ပါဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်။ဒီเจ้าရကိုတရားဟောရာ32ခွန်မှာအောင်မေလော့၊ဆင်ကျင်လော့၊မေးမြန်းလော့ဆိုတဲ့အချက်တွေကိုဖော်ပြထားပါတယ်။မှားထားတဲ့အတိုင်းယခုချိန်မှာဆင်ကျင်ရမယ့်အချိန်ဖြစ်ပါတယ်။ဒါကြောင့်တင်သည်ယခုပင်အပူမျိုးစေ့ကိုရွေးချယ်ပြီးစိုက်ပျိုးနေလိုက်စိုက်ပျိုးဆက်ပြီးတော့စိုက်ပျိုးနေမလား ဒါမှမဟုတ်ထာဝရတည်းဤမျိုးစစ်ကိုစတင်ဆက်ပြိုးမလားဆိုတဲ့အချက်ကိုရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကြောင့်အတက်မျိုးစစ်ကိုစတင်ရွေးချယ်ခြင်းတင်ဒီပြုလုပ်ရမှာဖြစ်ပါတယ်။ဒါကြောင့်သခင်ယေရှုခရစ်သည်ထာဝရအတည်းဤမျိုးစစ်ကိုတော်တိုင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုယောဟန်17:24မှာဖော်ပြထားတာဖြစ်ပါတယ်။ထိုမျိုးစစ်ကိုယုံကြည်လက်ခံခြင်းဖြင့်တင်ဒီဝိညာဉ်တော်အတွက်စိုက်ပျိုးခြင်းကိုစတင်လိုက်တာနဲ့အတူတူပဲလို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့် ထာဝရရေသိမ်းခြင်းကိုရေသိမ်းရမှာဖြစ်ပါတယ်။ယေရှုခရစ်ကိုလက်ခံပြီးတဲ့နောက်တွင်သင်ရဲ့အကြံစီများနဲ့အလုပ်များကိုတုတ်တန်16သုံးမှာပေါ်ပြတယ်လို့ပဲကိုတော့ထအနှံလိုက်ခြင်းအဖြစ်သင်ဒီထာဝရနေရာသို့သွားတဲ့အခါမှာငိုကြွေးခြင်းကိုရေသိမ်းရမှာမဟုတ်ဘဲနဲ့ဝမ်းမြောက်ခြင်းနဲ့ထာဝရအသက်ဝိညာဉ်တော်မှဝိညာဉ်တော်မှရေသိမ်းခြင်းကိုရေသိမ်းရမှာဖြစ်ပါလိမ့်မည်။ဒါကြောင့်လူသည်ယေရှုခရစ်တော် ထာဝရအသက်ရှင်ခြင်း မျိုးစေ့ကိုရွေးချယ်ခြင်းအပြင်ထာဝရကာလ၌လူဘဝ၏အပူဒဏ်မျိုးစေ့ကြောင့်ထာဝရဝန်းနေခြင်းသို့မရောက်စေဘဲထာဝရဝမ်းမြောက်ခြင်းနဲ့ထာဝရအသက်ကိုရရှိပိုင်ဆိုင်ရမယ်ဆိုတဲ့အကြောင်းကိုမျှဝေခြင်းဖြစ်ပါတယ်။ဒါကြောင့်ယနေ့ဖော်ပြခဲ့တဲ့အကြောင်းအရာတွေဟာမျိုးစေ့နိယာမနဲ့ထာဝရကာလသို့သွားခြင်းဆိုတဲ့အကြောင်းနဲ့ပတ်သက်သောကျမ်းချက်များဖြင့်ဖော်ပြမျှဝေခဲ့ခြင်းဖြစ်ပါတယ်။ နားထောင်သူအားလုံးပေါ်ဖရာသခင်ဤယေရှုတော်တက်ရောက်ပါစေအာမင်